အဆိုတော်ဒိုင်းနီးပါးပေါ့နော်အပျော်တန်းဆိုတော့တမျိုးပေါ့နော်ကျွန်တော်ဟို performance rights ပေးနိုင်လားပေါ့စင်တင်အမှုပညာကြီးပေါ့မပေးလို့ရှင်တော့ကျွန်တော်မရေးတော့ဘူးရိုးရိုးလေးပဲအခုတည်းကစပြီးတော့မအပ်လို့ရတယ်အဲ့လိုသဘောမျိုးနဲ့အဲ့လိုနဲ့ပဲလမ်းခွဲသွားတဲ့ဟာဟိုတချို့လည်းရှိတယ်ပေါ့နော်ဆိုတော့ဒီအဆိုတော်တချို့လည်းရှိဟိုကြည့်ခင်ခင်ပါပဲဟိုပြဿနာတော့မရှိပါဘူးဆိုတော့ပေးနေတဲ့ artist တွေလည်းအများကြီးပါပဲတချို့ဆိုရင်စီးရင်းနဲ့တကွပေးတဲ့လူတွေရှိပေါ့ ကျွန်တော်ကဒီတေးသန္တာ app မှာကျွန်တော် consultant လုပ်တယ်ပေါ့နော်ဆိုတော့ဟိုဒါပေမဲ့တေးသန္တာ app ကပြကြတော့ဒီမိသားစုဆန်ဆန်လေးပါပဲအာအခုဘယ်လိုခေါ်မှုဆိုတော့ဝါသနာကိုအရင်ခံပြီးလုပ်တဲ့ဘက်ကိုပို့သွားတယ်ပေါ့နော်ဆိုတော့သူကအဲ့လိုပုံစံနဲ့သွားတဲ့ခါကျတော့ဒီတခြား app တွေနဲ့တော့မတူဘူးပေါ့နော် တခြား app ကတော့ဟိုဟာအာအများစွာရှိရပေါ့အခုဆိုလူငယ်တွေ app တွေလည်းအများကြီးပေါ်လာတယ်ဆိုတော့ဆိုတော့အားလုံးနဲ့ကျွန်တော်ထိဆက်ပြီးတော့တတ်နိုင်ဆုံးလောက်ကင်နေပါတယ်ဟော ကိုကိုရံလည်းအဲတချင်းရင်းနေစဲဖြစ်တဲ့အတွက်ခါကြတော့ပေါ့နော်အားလုံးလည်းတော့ဆက်ဆက်ပြီးတော့လောက်ကိုက်နေပါတယ်။ပြေးလေပြီးဆုံးသွားမင်းပြေးခဲ့ရစုလမြာနေအားလုံးလည်းဟိုခင်းခင်းမင်မင်နဲ့ရှိပါတယ်အဲသို့တော်ဟိုပေါ့အရန်တွဲပစ်တာကြတော့အဲဘယ်လိုခေါ်မလို့ဆိုတော့အတချို့ကလည်းဟိုဘယ်လိုခေါ်မလို့အားလက်မှုလည်းတိတ်မတူကြအောင်ပေါ့နော်ဆိုတော့ကျွန်တော်တို့တွေ့နေရတော့အဓိက ချင်းဝင်းနဲ့ကတော့ကျွန်တော်နဲ့အမြဲတမ်းသူက music producer သူတီးခတ်တယ်ကျွန်တော်ကလည်းရေးတယ်နောက်ကျွန်တော်လည်းကို music producer ပေါ့နော်တွဲဖက် music produce လုပ်တယ်ဆိုတော့အခုအခု Thai အခုဟာ SMM project ဆိုလဲသူနဲ့ကျွန်တော်နဲ့အဓိကတွဲဖက်လုပ်ကြတယ်ဆိုတော့ချင်းဝင်းနဲ့ကတော့အတွေ့ဆုံးပါပဲအဲကျန်တဲ့သူကတော့တွေ့ပါတယ်ထုံပိုင်းထုံပိုင်းပေါ့ထုံပိုင်းထုံပိုင်းတော့တွေ့တယ်ပြီးခဲ့တဲ့ရက်တည်းကဆိုရင် little zero ရအောင်တွေ့သေးတယ်ကျွန်တော်လက်ပါပြီးတွေ့နေတာပဲဟို ဘယ်လိုကောင်းစင်တက်ပြောရမှန်းတော့တွေ့ရတွေ့နေပါအနီဒီတို့နဲ့လည်းတွေ့တာပဲအဲ့လိုပေါ့နော်ဘယ်သူနေရောတချိတ်တလေလောက်အာလူတက်တချို့ရှိတယ်ပေါ့နော်လူတက်တချို့ရှိပြီးတော့လက်တလုံးကတော့နီနီကကပြောရမှာဆိုရင်နီနီခင်စောအောင်ထက်အာဂျူဝယ်နောက်တစ်ခါဝါပေါ့ဘယ်လိုအာပြုတ်ပြေဆုံးအဲ့တော့သူတို့တကယ်ချင်းအုပ်စုပေါ့မိဆန်နေလဲပါဗျာအဲ့လိုတကယ်ချင်းအုပ်စုတွေတချင်းရေးတာမျိုးအာနောက်တစ်ခါဟို ဘာလို့မျိုးမျိုးကြီးပေါ့မျိုးကြီးတွေရေးနေတာမျိုးဟိုစင်းထဲမှာတော့ရှိအဲ့လိုဟိုပေါ့အစ်စ်နောက်ပိုင်းတော့အစ်စ်လူတစ်နည်းနည်းများရပေါ့ဒါပေမဲ့ဟိုလူတစ်ဆိုတာဘယ်လိုခေါ်မလို့ဆိုတော့ beginner နည်းနည်းများတာပေါ့နော်ဆိုတော့လူဟောင်းတချို့နဲ့ beginner တချို့ပေါ့အာကျွန်တော်ကတော့2000 16ခုနှစ်ကစပြီးတော့ဗောနော်ကျွန်တော်ကလာအပ်တဲ့အစိုးရဒိုင်းနီးပါးကိုဗောနော်အပျော်တန်းဆိုတော့တမျိုးဗောနော်အဘလို့ခေါ်အလုပ်သဘောဆန်ဆန်ဆိုလို့ရှိရင်ကျွန်တော်ကဆက်ဆာချင်းမေးတယ်ဗောနော်ကျွန်တော်ကို performance rights ပေးပေးနိုင်လားဗောစင်တင်အမှုပညာကြီးဗောအစင်တင်အမှုပညာတိတ်မများပါဘူးဟိုနည်းနည်းလေးပဲဟိုပွဲကြီးဆိုပွဲပွဲကြီးနှုံးဗောပွဲသေးဆိုပွဲသေးနှုံးဗောဒါမျိုးလေးဗောဆိုတော့ မပေးလို့ရှင်တော့ကျွန်တော်မရေးတော့ဘူးရိုးရိုးလေးပဲအခုတည်းကစပြီးတော့မအပ်လို့ရတယ်အဲ့လိုသဘောမျိုးနဲ့အဲ့လိုနဲ့ပဲလမ်းခွဲသွားတဲ့ဟာဟိုတချို့လည်းရှိတယ်ပေါ့နော်ဆိုတော့ဒီအဆိုးတော့တချို့လည်းရှိဟိုကြည့်ခင်ရင်ပါပဲဟိုဟိုပေါ့ပြဿနာတော့မရှိပါဘူးဆိုတော့ပေးနေတဲ့ artist တွေလည်းအများကြီးပါပဲဟိုဟိုအများကြီးတော့မဟုတ်ဘူးပေါ့နော်ဟိုကိုကိုအချင်းလဲအနှံနေကိုကိုဟိုပေးဖို့လဲအာသဘောတူတယ်ဆိုတော့ လူပြန်ရှင်ပေါ့အဆိုတော်ပေါ့အဓိကအဆိုတော်ကြီးလည်းရှိတယ်ပေါ့ခုဆိုသူတို့လည်းတချို့ဆိုရင်စီးရင်နဲ့ကပေးတဲ့လူတွေရှိပေါ့ဆိုတော့အာနောက်ပိုင်းတော့အပြော်လမ်းမဟုတ်ဘူးဆိုလို့ရှိရင်တော့အဲ့ဒါလို့မပေးရင်တော့ကျွန်တော်မရေးဖြစ်တော့မရေးဖြစ်တော့ဒီဟာကပေါ့အလုပ်သဘောပါပါလေးပေါ့ဘာဖြစ်လို့ဆိုတော့ကိုကိုနေတဲ့နေရာကနိုင်ငံတကာနိုင်ငံတကာလို့ဘယ်လိုပြောမလဲစနစ်တကျဒီ music business ကဒီဟိုကြီးက industry ကြီးကလဲပတ်နေတာမဟုတ်ဘူးလေ အဲ့တော့ကိုကလည်းအာစိတ်နည်းနည်းရှော့ပြီးတော့အဲအဲ့လိုလေးပေါ့ AI နဲ့တချင်းကြီးခိုက်တာဟုတ်လေအဲ့ခါလေးတော့အဲကျွန်တော်ကစမ်းကြည့်ဘူးစမ်းကြည့်ပြီးဆိုအပျော်ရမ်းလောက်ပဲစမ်းကြည့်လို့ဆိုတော့အချစ်ဖို့ကောင်းပါတယ်ဟိုနောင်မြောက်ကြရင်တော့မသိဘူးပေါ့နောင်မြောက်ကြရင်တော့အစားထိုးသွားမယ်တော့အဲ့လိုပြောကြတာပေါ့ဒီ AI နဲ့ပတ်သက်လို့ကျွန်တော်အမြင်ကတော့ကျွန်တော်တော့ကောင်းတဲ့ဘက်ကိုနည်းနည်းမြင်တယ်ဗျကောင်းတဲ့ဘက်ဆိုတာတခြားမဟုတ်ဘူးသဘောကဗျာဟိုကျွန်တော်တို့တစ်ခစ်တုန်းကအာဘယ်လိုခေါ်မလဲ လိမ္မော်ရေဆိုလို့ရှိရင်လိမ္မော်ဒီအပင်ကအရေကိုတစ်ခါတည်းတန်းတောက်တာပေါ့နော်။နောက်ကြတော့ဒီ artificial ဖြစ်လာပေါ့လိမ္မော်ဒီဒီ chemical ပစ္စည်းတွေနဲ့ပဲဒါလိမ္မော်ရေဆိုပြီးတော့တတ်တတ်အဲ့တော့ကဘာကြီးကဘာဖြစ်လို့ဆိုနောက်ခုစလုံးရောင်းရတာပေါ့ဟိုကျွန်တော်အမှုပညာဆိုရလဲအဲ့လိုတချို့ဒီ physical အစားတောက်တယ်လို့ပါပဲအဲ့လိုရောလုံလိုက်လဲရောကြိုက်တဲ့လူကဝယ်မှာပဲ organic မှာကြိုက်တယ်ဆိုရင်လူကလည်း organic ကိုဝယ်မှာပဲဆိုတော့ဒါတွေက ဟိုဘာအပြည့်ရတော့လဲမဟုတ်ဘောเนาะဆိုတော့ဒီလိုပဲပေါ့ AI music နဲ့ပတ်သက်လို့ ਆ လဲကျွန်တော်အဲ့လိုမျိုးမြင်ပါတယ်ဟိုအထောက်ကူဒီချိန်မှာအထောက်ကူဟိုနေရာဝင်ယူသွားလို့ရှိရင်လည်းသူထိုက်တန်လို့ပါပဲလူတွေမစွမ်းလို့ပဲပေါ့เนาะအဲ့တော့ခုနကပြောသလိုကျွန်တော်မျှော်လင့်တာကတော့ဒီရှေ့ရမြင်တဲ့အတိုင်းပဲအာကျွန်တော်တို့ဘာခေါ်မလဲ organic ဆန်တဲ့လိမ္မော်သီးလေးရောင်းရမှာပဲလိမ္မော်ရဲ့အတုလေးရောင်းရမှာပဲဆိုတော့ကျွန်တော်ထင်ပါတယ်အဲ့လိုပဲမြင်ပါတယ်တချင်းသစ်တွေကတော့ကျွန်တော်ကအာ အတက်နိုင်ဆုံးပေါ့ကျွန်တော်ကတော့ပုံစံဆုံးအဲဂီတအမျိုးအစားဆုံးကိုအကြိုက်တယ်ပေါ့ကျွန်တော်တကူတည်းကြိုက်တာမျိုးလဲစိတ်ထဲကပိုကြိုက်တာမျိုးရှိတော့ရှိတယ်ဒါပေမဲ့လည်းဟိုလူသားတိုင်းကိုဗျာဟိုကဘာဘောလူမျိုးတွေအများကြီးရှိတာဟိုဒီလူမျိုးတော့မုန်းလိုက်တာဆိုတာမျိုးမရှိသလိုမျိုးပေါ့နော်အဲ့လိုလူဖြစ်နေကိုကိုကဟိုအဲ့လိုပေါ့ကိုကိုယ့်ရဲ့ချိတ်ဆက်မှုနဲ့ကိုယ့်ရဲ့စိတ်ဝင်စားမှုနဲ့အဲ့လိုဖြစ်သလိုပါဂီတဖြစ်နေရင်ကို အကြိုက်တာပါပဲဟိုစိတ်ဝင်စားတာပါအဲ့လိုမြန်မြန်ကြိုက်တာနဲ့နည်းနည်းကြိုက်တာပဲကွာတယ်ပေါ့နော်ဆိုတော့တချင်းလဲအဲ့လိုပါပဲကျွန်တော်ရှောက်ပြီးတော့အာကိုစိတ်ထဲမှာကြီးကျယ်ရှိပါဘူးအတိုင်းပဲကိုကိုမြင်တာတွေ့တာကြားတာလေးလာပြီးတော့အဲ့ဒါလေးဆက်ဆက်ပြီးတော့ရေးရေးနေတော့ဖြစ်ပေါ့ကွာကျေးဇူးတင်ပါတယ်ဟုတ်